ျမတို့တွေကြုံသက်ဆူပြီးစောက်ကြိုးနဲ့မှောက်ထိုးလဲကိုကြိုးနဲ့ရတဲ့အစ်စ်ကိုရောက်လာဘူးတော်လန်ကြီးလုံနေတဲ့သူအပေါင်းအလုံးကိုသိစေချင်တယ်ခဏလေးရန်အောင်အင်ချစ်ကိုသွားပြီးတော့ဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးစရာဘာအကြောင်းမှမဟုတ်တခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်း စစ်တပ်အပေးအမှုပညာရှင်အမိခံများကိုတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့တတိပေးတာလုံးဝမလုပ်သင့်တော့ပဲအပြည့်ရှင်းသင့်ပြီလို့ပြည်သူတဦးမှပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာစစ်တပ်အပေးအမှုပညာရှင်အမိခံများကိုထိရောက်စွာ စတင်အေးအေးယူမည်ဟုရန်ကုန်ယူကြီးများကြေညာ အနာသိန်းအကျန်းဖက်စစ်တပ်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီတဲ့အမှုပညာရှင်အမိခံစစ်ကောမရှင်လက်ကင်တုပ်တွေကိုပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ရန်ကုန်မြို့ပြပျောက်ကြားယူကြီးအဖွဲ့တွေကဒီညမှာကြေညာလိုက်ပါတယ်။ရွေးကောက်ပွဲအတူကိုအားပေးတဲ့အပြင်ယုံကြည်ချက်ကြောင့်တော်လန်နေတဲ့လူငယ်ထုကိုစော်ကားတာလူထုအရေးတော်ပုံကိုပုံဖြတ်တာအမှန်တကယ်ပြည်သူတွေရဲ့အသက်အိုးအိမ်ကိုမိရှုဖြစ်စည်းနေတဲ့အကျန်းဖက်စစ်အုပ်စုဘက်ကနေစစ်ရာဇဝတ်မှုတွေထပ်မံကျူးလွန်အောင်အားပေးအားမြောက်လုပ်နေတဲ့အညံ့ စာအနုပညာရှင်တွေကိုပြစ်ဒဏ်ခတ်ဖို့ရန်ကုန်ယူဂျီတွေကတိုက်တွန်းထားပါတယ်။ နေတိုးမြင့်မြတ်နေဝင်းအေချမ်းမောင်ချူလေးမေမြင့်မို့အောင်ခိုင်ငပြောကျော်အောင်တိုးနိုင်လင်းတွက်လက်စုပါလင်းမင်းညိုဥက္ကပြန်ပြီးရဲရင်ရောပြောအောင်စင်ဖြူစသည့်လူတို့နဲ့နိုင်ငံတော်အပေါ်ပြည့်ရဲ့ပြုစော်ကားသည့်အညံ့စားအဖျင်းစားဝါဒဖြန့်အမှုပညာရှင်များအားဘွိုက်ကဆိုရှယ်ပနိရှမန့်ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန်မိမိတို့ရန်ကုန်ယူကြီးများမှပြည်သူလူထုတရက်လုံးတို့တိုက်တွန်းထိုးစော်အပ်ပါသည်လို့ထုတ်ပြန်ထားပါသည် ကျညာချက်ထဲမှာပါဝင်နေတဲ့အမှုပညာရှင်တွေဟာစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ရိုက်ကူးထားတဲ့ခေတ်သမိုင်းကိုဒုံးစီမိသူများစကားထဲမှာပါဝင်တရုတ်ဆောင်ထားကြတာပါဇလန်းထဲမှာ2020အာနာသိန်းကာလအစအယက်သားယဟန်ရှင်လူတွေရဲ့ငင်းငင်းချမ်းချမ်းတောင်းဆိုဆန္ဒပြကြတဲ့ပုံရိပ်တွေထက်မိရှူတာဓာတ်စီလောင်းတာစတဲ့ပုံရိပ်တွေကိုပိုပိုတတတုံးထားပြီးဇလန်းအတွင်းတော်လန်ရေးကြောင့်တာမန်လက်လုတ်လက်စားလူငယ်တွေပေါ်ထိခိုက်မှုဖြစ်စေကြောင်းဖော်ပြထားပါတယ် ဒါအပြင်နိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ရွေးကောက်ပွဲစမ်းကျင်သူတွေကိုဟာတာတပွဲခတ်ပိုးပေါ်ဖန်တီးထားပြီးရွေးကောက်ပွဲနဲ့ပတ်သက်လို့အရက်သားတွေကိုချင်းချောက်ထားတာတွေလည်းပါဝင်နေပါဗျ။ကျမဒီနေ့ပြောချင်တာကတော့ဟိုအညွပညာရှင်တက်တိုက်လေးပေါ့နော်တက်တိုက်လေးပေါ့မအားလားဘုံုံတာမဟုတ်သူကဟိုဟာဘုံသူကဟိုဘယ်လိုပြောပြောမလဲချွေးပေါင်းရည်လေးနဲ့ခံပြီးတော့တောက်နေတဲ့အောင်ခိုင်တို့နေတိုးတို့ဘာညာပေါ့ဗျာအဲ့ဒီ600အဖွဲပေါ့နော် ပြောရမယ်ဆိုလို့ရှိရင်ဟိုဒီကျမတို့ကတော့တော်လန်ရေးဆိုတော့တော်လန်ရေးစကားပြောရင်ဒါပေမဲ့ကျမတို့ကနှစ်ဖက်လုံးကိုပြောမှာကျမတို့တော်လန်ရေးဖက်ကိုလည်းပြောမယ်ဘုံမုံနေတဲ့အဖွဲကိုလည်းကျမကပြောမယ်ရှင်းရှင်းလေးပဲเนาะအဲလာမန့်လို့ရတယ်လာဆဲလို့ရတယ်ပြောကြိုက်တလို့ပြောလို့ရတယ်လာဝီပန်နဲ့သူတယောက်ကမှဘသူ့ကိုမှကျမတုံ့ပြန်မှာမပါဘူးเนาะအဲ့တော့အညွတ်ပညာရှင်ဒီမအားလာရဲ့ ဟိုအလိုတော်ကြောက်ကိုပျော်တော်ဆက်နေတဲ့အညုပညာရှင်ပေါ့နော်ကျွန်မတို့အမေဒီဖက်ကိုလာပြီးတော့နေတိုးဆိုပို့ဆိုးတာပါမယ်ဘုံကျဲတာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့တော့နေတိုးတို့အောင်ခိုင်းတို့ပေါ့နော်အားလုံးကိုနာမည်တက်ပြီးတော့ပြောချင်တာကပေါ့နော်နင်းသိထားဖို့ရာကမကြသေးခင်ကမှရခိုင်ပြည်မှာចောင်းသူចောင်းသားလေးတွေရဲ့သွေးကမချောက်သေးဘူး သူတို့မိဘတွေရဲ့ရင်ထဲမှာသူတို့သားသမီးတွေရဲ့ပုံရိပ်တွေကဒီအောက်ဆီဂျင်ရှူဆိုင်ပြီးတော့24နိုင်လုံးသူတို့ရဲ့ပုံရိပ်တွေမြင်နေသေးတယ်နော်အဲနောက်ထပ်ဒီပေးလျာပေါ်မှာရှိနေတဲ့သူကြီးကလည်းမချောက်သေးတယ်လို့ရက်ွက်ထဲကသူကြီးလည်းမချောက်သေးဘူးမြို့ရွာတွေကသူကြီးလည်းမချောက်သေးတယ်လို့အတန်းပညာသင်တဲ့เจ้าကသူကြီးလည်းမချောက်သေးတယ်လို့အဲဘာသာရေးတရားเจ้าတွေမှာလည်းသူကြီးတွေမချောက်သေးဘူး ဒါတွေကိုရှင်တို့လူလူသိမယ်ဆိုရင်စာနာသိတယ်လို့ပဲကျမထင်တယ်ပေါ့နော်အဲ့တော့ရှင်တို့ကအနုပညာရှင်ရှင်တို့ကအနုပညာမဟုတ်အညုပညာရှင်ရှင်တို့ကိုအခုဒုက္ခဒုက္ခရောက်နေတဲ့အချိန်မှာရှင်တို့ကိုအားပေးတဲ့ပြည်သူကတရားမှာ95ယောက်လောက်ရှိတယ် နော်ဟာငါတို့ကလူပညာရှင်ပဲနေတော့ပါတယ်ဟိုနိုင်ငံကနေငါတို့ကိုမအော်နဲ့ဒီနိုင်ငံကနေငါတို့ကိုမအော်နဲ့လို့နေတို့ဖြည့်ရှင်းချက်လာမပေးနဲ့နေတို့အမှုပညာရှင်တွေနေတို့အမှုပညာရှင်တွေရှူရှိုက်နေတဲ့အောက်ဆီဂျင်ကငါတို့ပြည်သူလူထုရဲ့ချွေးနေစားဟုတ်လားအဲ့တော့နေတို့ကလည်းပြောပါမယ်လေနေတို့ကဘသူကကြည်ခိုင်းလဲဘသူကအားပေးခိုင်းလဲ ပြည်သူအားပေးလို့နေလို့အမှုပညာရှင်ဆိုတာဖြစ်လာပြီးစင်ပေါ်ကိုရောက်လာတာဘယ်သူကမှအာမပေးဘယ်စင်ပေါ်မှမရောက် TikTok ဆိုတဲ့ social media ပေါ်မှာဒါမှပြည်သူအားမပေးရင်ဘယ် TikTok ရဲ့အဲဘယ်လိုပြောမလဲဝင်ဆက်မှုတော့မလွယ်ဘူးဒါပြည်သူအားပေးလို့တစ်တော်တွေမှာတော့ဆယ်ရီဆိုတာဖြစ်လာသေးတယ်ဟုတ်လားညီတို့လိုမျိုးအညွတ်ပညာရှင်ညီတို့လိုမျိုးအညွတ်ပညာရှင် ဆိုတဲ့ဟာတွေကိုငါတို့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့အားပေးခဲ့လို့နင်တို့လူတစ်လုံးသူတစ်လုံးဖြစ်လာခဲ့တာဟာဒါကိုပြည်သူကိုယ်တော်မှနင်တို့မငဲ့ညာနိုင်ဘူးအဲ့ဒါနံပါတ်1အချက်နင်တို့အညွတ်ပညာရှင်တွေပြောတာနံပါတ်2အချက်ကကျမတို့ရဲ့တော်လန်ရေးကလည်းငါးနှစ်တောင်ကြာလာပြီဆိုတော့တစ်ခါကိုလည်းပြန်စဉ်းစားရမယ် ဟုတ်လားအတော်လိုင်းရေးဆိုပြီးတော့တရားမှာတရားရတိုင်းလုံးလုံးမှန်တယ်လို့ကျမမပြောဘူးเนาะအဲ့တော့ဟိုဟိုဖက်ကိုလည်းပြင်ကြည့်ရမယ်ဒီဘက်ကျမတို့တော်လိုင်းရေးကြာမြင့်လာတဲ့အတွက်သူတို့ကလည်းနီးရတာကိုကြောက်ရတယ်ဟုတ်လားအဲ့တော့နီးရတာကိုပဲကြောက်တည်ဖြစ်စီမကြောက်တည်ဖြစ်စီတူတူနဲ့တုတ်တုတ်ပဲကျမတို့ကကျူပင်ကိုတတ်သိရှိလို့စပြီးတော့ခုတ်ခဲ့ပြီအဲ့တော့ကျူအငုတ်ကထားเสียဘာအကြောင်းမှမရှိဘူးဟုတ်လားကျမလည်းအမြဲတမ်းပြောတယ် ကျုံငုတ်ကိုခုတ်ရင်ဟလာကျုံအပင်ကိုခုတ်ရင်ကျုံအငုတ်မထားနဲ့ကျုံစိမ်းကိုခုတ်ရင်ကျုံစိမ်းအငုတ်မထားနဲ့အခုလဲကျူပင်ကိုခုတ်ခဲ့ပြီးပြီးကျုံကျူပင်ရဲ့အငုတ်ကိုမထားနဲ့ထားเสียပါအကြောင်းမှမရှိဘူးဘိုးကျုံအောင်ဆန်းလက်ထက်ကလည်းဒီလိုကျူပင်ကိုခုတ်ပြီးကျုံအငုတ်တွေထားခဲ့လို့အခုကျမတို့တွေကျုံတက်ဆူးပြီးစောက်ကျိုးနေ မှောက်ထိုးလဲကိုကျိုးနေရတဲ့အဆင့်ကိုရောက်တာကိုတော်လန်ကြီးလုပ်နေတဲ့သူအပေါင်းအလုံးသိစေချင်တယ်ခဏနေရန်အောင်အင်ချီကိုသွားပြီးတော့ဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးစရာဘာအကြောင်းမှမလို့တခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်းဒီအချိန်မှာတစ္ဆပေါက်ဆိုတာမထားတဲ့တော့ဘူးသိလားတစ္ဆပေါက်ဆိုတာမထားတဲ့ဘူးဘာပဲဖြစ်ဖြစ်ရှင်းစရာရှင်းရင်တခါတည်းရှင်းဘာဖြစ်လို့လဲ ရှင်တို့ဒီလိုပဲဟိုနေရာလေးမှာဘုံဖဲပြီးသူတို့သတိပေးတယ်ဘုံဖဲပြီးသွားပြီးသတိမပေးနဲ့ပြားအောင်တော့မှပဲသူ့ကိုဒုံးနဲ့သွားထိုးရင်ထိုးတဲ့အချိန်နဲ့ပွာတာနောက်ပြီးရင်သူတို့ကပြန်ပြီးတော့ဆုတ်သွားတာပဲခုလည်းဒီလိုပဲရှင်တို့ကျုံအပင်တော့မှပဲခုတ်ပြီးပြီးကျုံအငုတ်ကိုမထားနိုင်လို့ပဲကျွန်မပြောချင်တာနင်တို့ဇလံဇက်ွက်တွေထဲမှာပြောနေတဲ့စကလုံးအလုံးတိုင်းအလုံးတိုင်းကိုနင်တို့တူးချင်းတယောက်ချင်းတာဝန်ယူနော် မတို့ကဂျွန်စိန်အပင်ကိုစခုတ်နေပြီเนาะအဲ့တော့ဂျွန်စိန်ရဲ့အငုတ်တွေကိုဒီတစ်ခါထားမှမဟုတ်တော့ဘူးเนาะနင်တို့ပါနင်တို့ဘလောက်ပဲနာမည်ပဲကြီးကြီးဘာပဲဖြစ်ဖြစ်ဟာဒီတော်လန်ရေးမှာအဖေနဲ့သာသမီးနဲ့အမေမောင်နဲ့နှမဦးလေးနဲ့ဒေါ်ကြီးဆိုတာမရှိဘူးအမှန်တရားရဖို့ပဲလိုတယ် ဟုတ်လားအဲ့တော့ကြုံစိမ်းအပင်ကိုစခုတ်ပြီဆိုရင်ကြုံစိမ်းရဲ့အငုတ်ကိုတော့ထားမှာမဟုတ်ဘူးရှင်းရှင်းလေးပဲเนาะအဲ့ဒီတော့အာနင်တို့အခုပြောနေရပါလဲအဲ့တဲ့ရွေးကောက်ပွဲကိုလည်းရှင်ပြိုင်မှာဆိုတော့လည်းမရှင်ပြိုင်ဘူးတဲ့ရွေးကောက်ပွဲလုံးတော့လေတဲ့အဲတရားမဝင်ရွေးကောက်ပွဲလို့ပြောတယ်ဒါဆိုရင်နင်တို့ရဲ့ဗဇက်ပေါက်တီက2021တုန်းကပြည်သူအာနာပြည်သူပြန်ပေး ဟာလာစစ်အာဏာရှင်ကြရှုံကြီးတို့အရေးပါလို့နေတို့ဗဇက်ပေါက်တွေကဘာဖြစ်လို့អော်လာခဲ့တာလဲပြောစမ်းပါအောင်အဲ့ဒီတုန်းကနေတို့မအော်ခဲ့ဘူးနေတို့ပါနေတို့နေတို့အခေါင်းထဲမှာနေတို့ငြိမ်နေခဲ့ပြီဒီနေ့ဒီအချိန်ခါမှာနေတို့ဒီလိုမျိုးထလောက်တယ်ဆိုရင်ထားလိုက်အောင်အဲ့ဒီနေ့အချိန်ခါတော့နေတို့ပဲလမ်းပေါ်ထွက်ပြီးနေတို့ပဲអော်ခဲ့တာလေးထိတ်ဆုံးမှဟမ်အဲ့နေတို့တို့ဘာတို့အကုန်အကုန်အကုန်ဟမ်နေတို့ပဲអော်ခဲ့တာလေး အခုခါကျတော့တခါရွေးကောက်ပွဲတဲ့ဟဲ့ဒါကြောင့်လူကြီးတွေပြောတာအပြောင်းလဲမြန်တဲ့သူတွေကကိုကျင့်တရားမကောင်းတဲ့သူတွေကတာအပြောင်းလဲမြန်တာဆိုတာမှန်တယ်သိလားနော်အချောင်းသမားတွေကခေတ္တိုင်းမှာရှိတယ်တဲ့ရှေးလူကြီးတွေပြောခဲ့တာနော်ပွဲလန်အောင်ဖြာခင်းတဲ့လူကလည်းခေတ္တိုင်းမှာရှိတယ်အချောင်းသမားတွေကလည်းခေတ္တိုင်းမှာရှိတယ်တဲ့နော်ခုတော့နေတော့ကပွဲလန်အောင်ပွဲလန်နေတော့ကြာလဲနေတော့ဖြာဝင်ခင်းတယ် အခုကျတော့လေနင်တို့ကအချောင်ကမားပြန်လုပ်တယ်ဆိုတော့နင်တို့စဉ်းစားပဲကြည့်ပါနင်တို့မျက်နာတွေကဒီလူသူလေးပါးရဲ့အရှိမောင်နင်တို့ထွက်လာရဲတဲ့တတ္တိယတော်တော်တန်တဲ့ဆောက်ရှက်မဟုတ်ဘူးကြားလားတော်တော်တန်တဲ့ဆောက်ရှက်မဟုတ်ဘူးနော်ပါလေဘုံခွဲတာတဲ့ဘုံခွဲတာဆိုတော့အဲ့ဒီအောင်ခိုင်ဆိုတဲ့အဖိုးကြီးဆိုငါတို့ထက်တောင်ကြီးသေးတယ်သေကန်နေနေပြီဟာလာနေလို့ကြီးတဲ့ဟာဆိုငါတို့တွေเนี่ยအသက်တွေက level လောက်ပဲ30 40တွေဖြစ်နေပြီ ဟာအဲ့တော့ငါတို့တိုင်းရင်းသားပြည်နယ်တွေဖက်မှာဘယ်လောက်ဆင်းရဲတယ်လဲဘယ်လောက်မွဲတည်တယ်လဲဆိုလို့ရှိရင်ဟိုဆေးရုံလည်းမရှိဘူးဆေးကန်းလည်းမရှိဘူးကြောင်းလည်းမရှိဘူးမီးလည်းမရှိဘူးရေလည်းမရှိဘူးကိုကိုရှာတော့ကိုကိုရှာထောင်းကိုကိုဒီလိုပြည်သူတွေနားကမှနင်တို့ကချွတ်ချုံညနေတဲ့ပြည်သူနာနင်တို့တရာစု90စုဟာလာနင်တို့ထုတ်လိုက်တဲ့ဇာတ်ကားလေးကိုသွားကြည့်တဲ့ပြည်သူတွေရဲ့မျက်နှာကိုပဲနင်တို့ပြန်ကြည့်ပါအောင်ဟမ် နေလို့အမှုပညာရှင်တွေပြောပါလေငါတို့ကဘာလဲလို့လာမမီးနဲ့ပြည်သူကနေလို့အမှုပညာရှင်ရဲ့နေလို့အမှုပညာရှင်တွေရဲ့ထမင်းရှင်ပဲကြားလား အဲ့ဒီနေတိုးတို့အဲ့ဒီအောင်ခိုင်တို့နော်နောက်ကပိုကောင်မလေးတွေဆိုရင်နေတို့တောင်ပိုတောင်သိအောင်မယ်ရခိုင်ပြည်မှာဘယ်လောက်တောင်စစ်တွေဖြစ်နေလဲဘယ်လောက်တောင်ဒီနေတို့ဘုံငုံနေတဲ့မအားလားဘယ်လောက်တောင်ဒုက္ခပေးထားပြီလဲဆိုတာနေတို့ထမင်းစားလိုက်ကြလားထမင်းစားရင်နေတို့အဲ့ဒီအသည့်တရားတွေဝင်လာမယ်နော်နေတို့ထမင်းမစားလို့နေတို့အသည့်တရားမဝင်တာသိလားနော်နေတို့ကမှတကယ်မှာစံကုန်မြေလေးအစ်စ်တွေနေတို့ကလေ တိလားအညွတ်ပညာရှင်မဖြစ်ရဘူးအစကလေးရလေးနင်တို့စစ်တပ်ထဲကိုဝင်ရမှာတိလားဟိုဖြူဟာမှုတွေတက်ဆိတ်မှုတွေတက်ရင်မှုတွေတက်ခွဲမှုတွေဒုအရာခံမှုတွေစီကျူကြီးတွေတွေ့တယ်မှလားတော့ခိုင်းပြီးမှခွေးအကောင်ပေါင်းတရာကျော်ဂန်းဂန်းကန်းလာအဲ့ဒီအထဲမှာနေလို့တူတူလုံးပါသွားရမှာနေလို့အညူပညာရှင်မဖြစ်ရဘူး နင်တို့ကဒီစစ်ခွေးတက်တယ်ဝင်ရမှာအခုချိန်နေလို့စစ်ခွေးတက်တယ်ဝင်လိုက်လေနင်တို့အချိန်ရှိသေးတယ်ဝင်လိုက်ကြပါလားအဲ့ဒီဇက်ကမြိုက်ခဲနဲ့အဲ့ဒီထဲကိုဝင်ပြီးတော့နင်တို့ငါတို့ကိုပြန်တိုက်ဖို့လှုပ်လိုက်ပါလားနင်တို့ဇက်ကလှုပ်နေနေတောင်မှပဲဟာလာဟိုလမင်းကိုခွေးဟောင်နေတယ်လို့မျိုးတောင်ဖြစ်နေအောင်ပဲပီသူလက်မခံဘာ